British အားလုံးပဲမင်္ဂလာပါရှင်။မန္တလေးခေတ်တမပြောင်းလဲကျဆွန်လာရပါရှင်။ British အတွက်နေစဉ်ပြည်တွင်းပြပသတင်းများ၊ကျောင်းရေးသတင်းများနဲ့နောက်ဆုံးရသတင်းများကိုအချိန်နဲ့တပြေးညီစတင်တင်ဆက်ပြီးတော့မှဖြစ်ပါအောင်ရှင်။ရခုပရမစွာစတင်တင်ဆက်ပေးမယ့်သတင်းကြောင်းလေးကတော့မင်းအောင်ရဲ့အသားနဲ့တမီတို့ကစီပွားရေးလုပ်ငန်းများအကြီးအကျယ်လုပ်ကိုင်နေတဲ့အချိန်မှာဝန်ထမ်းများကိုတော့ပြင်ပစီပွားရေးမလုပ်ရင်အကြံဖက်ဆက်ကောင်စီရဲ့ညွှန်ကြားချက်ထုတ်ပြန်လိုက်တဲ့ဆိုတဲ့သတင်းလေးပဲဖြစ်ပါတော့ရှင်။အကြမ်းဖက်စကားဆောင်မင်းရဲ့အတောင်အောင်ပြုဆုံးတဲ့တမိခင်တရီတမန်တို့ကမြန်မာနိုင်ငံတွင်စီပ ွားရေးလုပ်ငန်းများစွာအကြီးကျယ်လုပ်ကိုင်နေတော်လည်းပဲစက်ကောင်စီနဲ့အောက်ကဝန်ထမ်းများနဲ့ဇနီးသားတမိများကိုစီးပွားရေးလုပ်ကိုင်ခြင်းမပြုရန်အမိန့်ညွှန်ကြားချက်တရက်ကိုထုတ်ပြန်လိုက်ကြောင်းသိရှိရပါသည်။ အကြမ်းဖက်စကားဆောင်မင်းလိုက်ကနန်စီတဲ့ဝန်ထမ်းများအနေဖြင့်ပြင်ပစီပွားရေးများမလောက်ကရန်တားမြစ်ထားကြောင်းဝရန်ချင်းကိုနိုင်ငံဝန်ထမ်းဥပဒေနဲ့နေပညာဥပဒေများအရာနိုင်ငံဝန်ထမ်းများအနေဖြင့်မိမိတို့ရဲ့လုပ်ငန်းတော်ဝန်နဲ့ဓာတ်ရိုက်ဖြစ်စေတော်ဝန်ရဖြစ်စေဆက်ဆံမှုရှိသည့်တို့မဟုတ်မိမိတို့ရဲ့ဇနီးသားသမီးများအမိခံ၍တခြားပြင်ပစီပွားရေးလုပ်ငန်းများတွင်လောက်ကဆောင်ရွက်ခြင်းမပြုရန်ညွှန်ကြားထားကြောင်းသိရှိရပါသည်နိုင်ငံဝန်ထမ်းများအနေဖြင့်စီပွားရေးလုပ်ငန်းတွေကိုမလုံဆောင်ရန် 1940ပြည်နယ်အစိုးရဝန်ထမ်းများကျင့်ဝတ်နေဥပဒေများ2009ခုနှစ်တွင်ထုတ်ပြန်ခဲ့တဲ့ဝန်ထမ်းကျင့်ဝတ်အပိုင်း၈တွင်၎င်း2013ခုနှစ်မတ်လ10ရက်နေ့ထုတ်ပြန်ခဲ့တဲ့နိုင်ငံဝန်ထမ်းဥပဒေပုံမှ38တွင်၎င်း2010ခုနှစ်မတ်လ26ရက်နေ့တွင်ထုတ်ပြန်ခဲ့တဲ့နိုင်ငံဝန်ထမ်းဤဥပဒေပုံမှ290တွင်၎င်းပြဋ္ဌာန်းထားကြောင်းထို့ကြောင့်အစိုးရညွှန်ကြားချက်ကိုဝန်ထမ်းများအလုံးတိရှိလိုက်နာရမည်ဖြစ်ကြောင်းစစ်ကောင်စီရဲ့ညွှန်ကြားချက်တွင်ဖော်ပြထားဖြစ်ပါသည်။မြန်မာရဲ့တာဖြစ်သူအောင်ပြဆုံးမှာ ပြည်တွင်းစီးပွားရေးလုပ်ငန်းများကိုအမျိုးအမည်အမျိုးမျိုးကုမ္ပဏီအမျိုးမျိုးဖြင့်လောက်ကလည်းရှိနေပြီးအောက်ပစ်ဆိုပိုင်ဆိုင်ထားတဲ့ကုမ္ပဏီများတွင်ဘုံမြတ်ပစ်ဆုံ Skywon မြန်မာ C2G မင်းတရားကြီး Winning Skin Winning Sky True Go အောင်မြင်မှုမင်း Insurance Company Mytech Telecom Share Shin Asura Beach Resort AMM Maha Company Limited ၊ငြိမ်းချမ်းပစ္စုံ Manufacturers and Trading Company Limited စတဲ့ကုမ္ပဏီများစွာပါဝင်ခဲ့ရတဲ့ဖြစ်ပါရည်။အောင်ပစ္စုံရဲ့ကုမ္ပဏီများဟာစစ်တပ်ရဲ့ဆောက်လုပ်ရေးတင်နာဝန်ကြီးဌာနများရဲ့ဆောက်လုပ်ရေးတင်နာများစွာကိုရရှိထားပြီးဥပမာအားဖြင့်ရန်ကုန်ရှိအမှတ်1စစ်စင်ယုံအထူးကုစင်တာပြင်းလွေတွေဂရင်း900ကေဆာကုစင်ယုံအပောင်းဝင်စစ်တပ်နဲ့တက်ဆန်တဲ့ဆောက်လုပ်ရေးလုပ်ငန်းများအလုံးဒလမှာရှိတဲ့တော်ပီဒိုစစ်ယုံအပောင်းဝင် တင်နာများစွာရရှိလောက်ကန်ခဲ့ရတဲ့ဖြစ်ပါတယ်တို့ပြန်မြန်မာရဲ့တာဖြတ်တွန်းအောင်ပစ္စုကကြောက်ဖြူရည်နဲ့စီမံကိန်းမှာစိတ်ကန်ဆိုင်ရာ project စစ်တွေစိတ်ကန်စီမံကိန်း project ရန်ကုန်မြို့မြောက်ရီမြို့မြောက်ရီမီဒီယာစင်တာတည်ဆောက်ရေး project ကြောင်းလာပေါကောင်းကွင်းပြင်ဆင်မှု project ရုရှား73စီဝယ်ယူရေး committee ကဲ့သို့သောစစ်တပ် project များဆိုလာပြားများတည်တွင်းခြင်းနဲ့ဆိုလာတအားပေးဆက်ရုံများတည်ဆောက်ရေးလုပ်ငန်းများတွင်လည်းလောက်ကန်ခွင့်ရရှိခဲ့ရတဲ့ဖြစ်ပါရယ် ဂျာပင်မေယောနိုင်ရဲ့တမိခင်တိရတမောကတော့အမှုပညာရှင်နဲ့ဖျော်ဖြေလုပ်ငန်းများကို7ဆက်မျိုးရှင်ထုတ်လို့ရေး SM ဝင်လာထုတ်လို့ရေးစတဲ့အမှုအမျိုးမျိုးဖြင့်လောက်ကန်နေပြီးပြည်တွင်းတို့ MPK Motor Company Limited Company အပါဝင် ကုမ္ပဏီများစွာတည်ထောင်ပြီးတော့လက်စစ်ကားများတင်သွင်းခြင်းလက်စစ်ကားအတွင်းရုံများတည်ဆောက်ခြင်းများကိုလောက်ကန်ခွင့်ရရှိနေခဲ့ရတဲ့ဖြစ်ပါတယ် ဆက်လက်ပြီးတော့ပြည်ပနိုင်ငံများသို့တွားရောက်ခွင့်ပြုမဲ့မြန်မာအလို့သမားအရေးတွေကတ်တက်ချက်စင်ကိုစက်ကောင်စီအကြီးညာမီခွင့်ပြုမြန်မာအလို့သမားများပြည်ပသို့ပြန်လည်ထွက်ခွာခွင့်စက်ကောင်စီရဲ့တိုက်ရိုက်ထိန်းချုပ်ထားရဲဆိုတဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။အကြမ်းမဲ့စက်ကောင်စီအပြည်ပနိုင်ငံများသို့မြန်မာအလို့သမားများဆင်းလွတ်ခွင့်ပြုမဲ့အလို့သမားအရေးတွေကိုကန့်တတ်သွားမည်ဖြစ်ပြီးမကြမီနိုင်ငံအလိုက်တွားရောက်ပြီးတော့အလို့လုခွင့်ပြုမဲ့အလို့သမားအရေးတွေကိုတရားဝင်ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်းနေပြည်တော်အလို့သမားဝန်ကြီးဌာနတရင်မြစ်ကပြောဆိုထားဖြစ်ပါရှင်။ စင်ကာပူမလေးရှားထိုင်းဂျပန်ကိုရီးယားရုရှားစတဲ့မြန်မာအလို့သမားတွေတွားရောက်ပြီးတော့အလုံလုံတွေရဲ့နိုင်ငံတွေအလားအလို့သမားတွေပို့ခွင့်ပြုမဲ့အညစ်အကြေးအမကြားခင်မှာထုတ်ပြန်မယ်။အရင်လိုအများကြီးတော့ထုတ်ခွင့်မပြုတော့ဘူး။လုပ်ငန်းစဉ်တွေနဲ့ပိုကြာလာမှဖြစ်သလိုပြည်ပအလို့ကအတွက်ထွက်လို့ရမယ့်အရေးအတွက်ကလည်းကန့်တတ်ဖို့ရှိပါတယ်။လူကြီးတွေဆွေးနွေးနေတော့မှပဲခုနေပြီးတော့အလို့သမားဝန်ချစ်တဲ့နောက်တရရဲ့မြက်ကပြောဆိုထားဖြစ်ပါတယ်။ စကောက်စီယာခန့်အပ်ထားတဲ့အလို့သမားဝန်ကြီးအသစ်ချစ်ဆွေကနိုင်ငံအလားအလို့သမားစီလိုမဲ့အရေးအတွက်ကိုကတ်တန်ရရှိနေကြောင်းဖေဖော်ဝါရီလ19ရက်နေ့ agency များနဲ့တွေ့ဆုံစဉ်ထုတ်ဖော်ပြောဆိုခဲ့ရမှာယခုနောက်ဆုံးတရားဝင်ကတ်တန်မဲ့အရေးအတွက်ကိုထုတ်ပြန်ကြေညာရန်စစ်ဆင်တာချက်ဖြစ်ကြောင်းသိရှိရပါသည်။ စစ်ကောင်စီကပြပရရောက်ရှိနေခဲ့တဲ့မြန်မာနိုင်ငံသားများအနေမှာစစ်မှုထမ်းအကြုံဝင်နေတဲ့ပြည်တွင်းတို့ပြည်လာစီစီမံချက်များဖြင့်လှုပ်ဆောင်နေရာခွင့်ပြင်လာတဲ့မြန်မာအလို့သမားများပြပတို့ပြန်လည်ထွက်ခွာခွင့်ကိုနေပြည်တော်အလို့သမားဝန်ကြီးဌာနကဓာတ်ရိုက်ကန့်ကွက်စစ်ဆင်နေဖြစ်ကြောင်းသိရှိရပါတယ်။ခွင့်နဲ့ပြန်လာတဲ့အလို့သမားတွေ OWIC မရှိရင်နေပြည်တော်ကိုစာရွက်စာတမ်းအစုံလင်းနဲ့ရှောက်ထားရပါမယ်။ အရင်လိုမယံကုန်းမှာအော်တမလို IC ထုတ်မပေးတော့ပါဘူး။နေပြည်တော်ကနေခွဲပြုတ်ချက်ရမှာမြောက်တကုံရုံမှာအော်တမလို IC ထုတ်ပေးရမယ်။အော်တမလို IC ရပြီးရင်လည်းပြပထွက်ခွာခွင့်အတွက်နေပြည်တော်ကိုပဲပြန်တင်ရမယ်။အဲ့ဒါကလည်းဘလောက်ကြာမလဲမမန်းနိုင်ပါဘူး။အော်တမလို IC ရှိပြီသားခွင့်ပြန်လို့ဆိုရင်လည်းပြပထွက်ခွာခွင့်အတွက်နေပြည်တော်ကိုပြန်တင်ရမယ်။စစ်မှုထက်အတက်ရွယ်အကျုံးဝင်နေရင်တော့ပြပခွင့်ပြန်တွင်ပြန်လဲထွက်ခွာခွင့်ရမှာမဟုတ်ဘူး။ဟိုနေပြည်တော်အလို့သမားဝန်ကြီးဌာနတရင်မြက်ကဆက်လက်ရှင်းပြထားလည်းဖြစ်ပါတယ်။ အကြမ်းမဲ့စကောင်စီကပြပသောအလောက်ကန်ဖြင့်ဆွေးနွေးမှုများကိုအလွတ်တင်းကျပ်တော်စီကံအမိန့်များဖြင့်ထိန်းချုပ်လာတဲ့ဖြင့်ပြပအလောက်ကန်အေဂျင်စီများလုပ်ငန်းဆက်လက်လည်ပတ်ရမဖြစ်နိုင်တော့ဟုအခြေအနေတို့ဆက်ရောက်လာကြောင်းပြပအလောက်ကန်အေဂျင်စီများကဆိုထားဖြစ်ပါတယ်။ အလုပ်တွေကအခုအချိန်လေးအတိုင်းလုပ်လို့တော့မရတော့ပါဘူးစီကံအရန်များတာရင်အချိန်ကဘလောက်ကြာမလဲမမှန်းလို့မရတော့ပါဘူးအလုပ်သမားတွေကိုအချိန်မီမလွတ်နိုင်ရင် demand letter ရဖို့လည်းခင်လာမယ် demand letter ရတိုင်းလည်းအလုပ်သမားဝန်ကြီးဌာနက ခွင့်မပြုရင်ပို့မရတော့ဘူးအရန်ကိုခက်ခဲရုန်းကန်ရတဲ့အချိန်လေးရောက်နေရပါတယ်ဟုဂျပန်နိုင်ငံတို့ကြံ့ကြင်အလုပ်သမားစေလို့နေတဲ့ပြပအလုပ်ကအေဂျင်စီပိုင်ရှင်တဝန်လည်းပြောဆိုထားဖြစ်ပါတယ်ဆက်လက်ပြီးတော့မူဆယ်တွင် ပြည်သူစစ်အချင်းချင်း ဖန်စီရက်နဲ့မှုဖြစ်ပေါ်ခဲ့တဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။ရှပ်ပင်နဲ့မြောက်ပိုင်းမိုးဆက်မျိုးတွေကြားပြန်လောင်ကစားရုံငွေတောင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးစစ်ကောင်စီလက်အောက်ခံပြည်သူစစ်အချင်းချင်းဖန်စီရက်နဲ့မှုတွေဖြစ်ပေါ်ခဲ့တဲ့ဟုအဆိုပါမြို့ခံများကပြောဆိုထားဖြစ်ပါရယ်။ပြည်သူစစ်အချင်းချင်းဖန်စီရက်နဲ့မှုမှာမိုးဆက်မျိုးမင်္ဂလာမှုဆဲအိမ်ရအနေတွင်မှန်စလ18ရက်နေ့ကဖြစ်ပွားခဲ့သည်ဟုမြို့ခံတို့ကပြောဆိုထားဖြစ်ပါရယ် ကြားပြတ်ရုပ်ကိုငွေတောင်းတာကနေစဖြစ်တယ်လို့သိရပါတယ်ဖွင့်ထားတာကလည်းပြည်သူ့စစ်အဖွဲ့ပိုင်းပဲငွေဆယ်မှာတော့ပြည်သူ့စစ်အဖွဲ့တွေကသူတို့အချင်းချင်းရောလူထုအပေါ်ရောရန်ကားမှုတွေတော်တော်လေးအခြေအနေတွေဆိုးနေပါတယ်ဟိုဒေတာကတူကပြောဆိုထားဖြစ်ပါတယ် စကောင်စီကမူဆယ်ကိုမထိန်နိုင်တော့ဘူးပြီးသူစစ်တွေကိုအထားတာဒါလိုင်းပေါ်တက်လာတော့တည်ရပါတယ်အများစုကတော့တက်ပြီးအလောင်းဖြောက်ပစ်တာဟိုမြို့ခံတို့ကလည်းပြောဆိုထားတယ်ဖြစ်ပါတယ်လူမှုကွန်ရက်မှာပြန့်နှံ့လာတဲ့ရုပ်တံများတွေပြီးသူစစ်ယူနီဖောင်းဝတ်ဆထားတဲ့တို့အချို့နဲ့အရက်ဝတ်ဖြင့်လူတို့ချို့ကတနက်ကန်ဆောင်ထားပြီး၎င်းတို့ဖန်စီတို့အချို့အားရိုက်နဲ့ကန်ကြောက်နေတာကိုလည်းတွေ့နေရတယ်ဖြစ်ပါတယ်မူဆယ်မြို့တွင်စစ်ကောင်စီနဲ့အောက်ခံပြီးသူစစ်အဖွဲ့6ဖွဲ့ထံမှလည်းရှိနေခဲ့တယ်လို့သိရပါတယ် စကောင်းစီအရာရှင်များနဲ့ပီတုစ်အဖွဲ့များဟာကြားဖြတ်လုပ်ငန်းများလောင်းကစားနဲ့ဖြောပြေးလုပ်ငန်းများမှာလည်းရင်းနှီးမြှုပ်နှံထားပြီးအကောက်အွက်ပေးနေကြတယ်ဟုမြို့ခံများပြောဆိုထားဖြစ်ပါတယ်။ပြီးခဲ့တဲ့2020စက်တင်ဘာလ23ရက်နေ့နဲ့ဒီဇင်ဘာလ16ရက်တွင် မူဆယ်မြို့ပေါ်၌ပြည်သူ့အဖွဲ့ပိုင်းနဲ့ဂျာဖြန့်ရုပ်တချို့ကိုတရုတ်ရဲ့တပ်ဖွဲ့ရဲ့အတရင်ပေးမှုနဲ့အတူစစ်ကောင်စီရဲ့ဝင်ရောက်ဖမ်းဆီးဆဲတိုက်ပွဲဖြစ်ပွားခဲ့ဖြစ်ပါတယ်။တိုက်ပွဲအတွင်းမှာနှစ်ဖက်စလုံးသေဆုံးသူတချို့ရှိခဲ့ပြီးခလာရ68တပ်ရင်းမှုနဲ့မူဆယ်လူကုန်ကူတာရဲတပ်ဖွဲ့မှဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ မိုးဆန်မြို့ဟာတစ်တရံရက်ခွန်ဆစ်စင်ရဲ့ပထမလိုင်း၌မြောက်ပိုင်းမဟာမိတ်ညင်တော်တို့ဘက်ကတိုက်ခိုက်ရန်ပြင်ဆင်နေစဉ်တရက်ဝက်ဂျာဝင်ညင်လိုက်ပြီးခဲ့တဲ့ high gate အပြည့်ရဲ့စာချုပ်ရကြောင့်မတိုက်ခိုက်ပဲကျန်နေခဲ့တဲ့မြို့ဖြစ်ပါရယ်တရုတ်နိုင်ငံနဲ့နက်ဆက်ကုန်တော်ရေးမြို့ဖြစ်ခဲ့ပြီးမိုးဆန်105မိုင်ကုန်တော်ရေးစုကိုတော်လရင်အစုများကထိ ंछ ုပ်ထားခဲ့လည်းဖြစ်ပါရယ်စကားစီဟာမြို့ပေါ်နိုင်တာတက်ဆွဲထားနိုင်ပြီးအုတ်ချုပ်ရည်ရန်ရကလည်းကောင်းမွန်စွာမလဲပတ်နိုင်တော့ကြောင်းဒေတာခံများကပြောဆိုထားဖြစ်ပါရယ် အကြောင်းရင်းတက်ဆက်ပေးမှုကျွန်မရဲ့ကြာနာကိုပြောပါရှင်။အပင်နောက်ဆုံးအတွေ့အကြုံရဲ့အထူးကျေးဇူးတင်ရှိပါတယ်ရှင်။